ဝေဒနာကမ္မထံဆိုတာဝေဒနာကမ္မထံဆိုတာဝေဒနာဟာနံခံစားတာအဲ့ဒါကဦးဇင်းတို့ပထမဇံတမာတိမှာဥပိ္ပခပြန်ခွာနိုင်မှရမယ်အကယ်၍နမိတ်မရှိဘူးဆိုရင်ဦးဇင်းတို့အာနိမိတ္တဤနဲ့ဆိုရင်ဒုတိယဘဝင်ကြမှမြင်တယ်အဲ့ဒီဒုတိယဘဝင်မကြမှချင်းဝေဒနာလျှောက်ပြောအပြောဝေဒနာပဲရှိတယ်သဘောဝေဒနာမရဘူး ။ဘာဖြစ်လို့ဆိုတော့သဘောဝေဒနာမှာအပြောမရှိဘူး။ပရမတ်ကိုအောင်ပြုတော့မယ်ဆိုလို့ရှိရင်ခုနလက်တည်ဥသောခန္ဓာ၅ပါးသည်ခန္ဓာ၅ပါးအကျမ်းတစ်စွာက32ကုဋတာဓာတ်၄ပါးပူတင်းထုံကျင်ဆိုတဲ့ပြဉ္ညာကြီးပါနေတဲ့အဲ့ဒီတရုဏဝိပဿနာကပထမဘဝမှာရှိလို့ရတယ်။ဒုတိယဘဝကျတော့ခုနလိုတင်ညာတွေချုပ်ပြဉ္ညာတွေချုပ်ကုန်တယ်။ပြဉ္ညာတွေချုပ်ကုန်တော့ ိုင်တဲ့သရင်တန်တရက်တွေပူရာတင်းတောင်းတာကြီးလက်ကိုကောင်းနေအကုန်ချုပ်တရားရှုတဲ့ပုံကွယ်ခန္ဓာကြီးဆိုတာရှိသေးလားခင်ဗျားတို့သိနေတဲ့ခန္ဓာကြီးမရှိဘူးအဲ့သိနေတဲ့ခန္ဓာကြီးမရှိတာကိုအဲ့ဒီခန္ဓာကြီးအရှိနေလိုက်ရှုနေတာဒရုဏဝိပဿနာအောက်မှနေမှတ်ချက်လေနေအဒီကြတော့ဒုတိယဝင်ကြတော့အခု ပေါ်စေသည်ခြုံစေသည်အကယ်၍ပေါ်တိုင်းပေါ်တိုင်းစကလေးတွေးတော့ကြံစည်မှုတလုံးပေါ်တလုံးသည်တလုံးပေါ်တလုံးသည် သိလို့တတိလေးလည်းမြဲလေးရောဟိုမှာချုပ်ပြီးသားလေးဖြစ်နေတတိထားတာနဲ့ချုပ်ပြီးသားလေးဆိုတော့ချုပ်ပြီးမှတော့အတင်းဖန်နီးစရာမလိုတော့ချုပ်မှုသဘောလေးကိုပိုင်းခြားပြီးသိတယ်အဲ့ဒီသိတဲ့အသည့်တတိကလှုပ်လို့ရသည်လားမလှုပ်ကမလှုပ်တော့ဘူးအဲ့ဒါအင်္ဒရီလို့ခေါ်တယ်အဲ့ဒါမှတမန်တတိလွတ်တာနဲ့ဘာဖြစ်လဲပေါ်ရောတတိမလွတ်တော့ဘူးဆိုပေါ်ဦးမလားမပေါ်တော့ပညာနဲ့ရှင်တဲ့စိတ်တွေရှိသေးလား မရှိတော့나이ကြီးတွေအချင်းကြီးခြေတော်တွေကိုယ်တွေတင်းတာတွေတောင်းတာတွေရှိသေးလားအေးဦးဇင်းတို့나이ရှိထိုင်နေဆိုတော့အဲ့ပညာချုပ်သွားရင်나이လည်းမရှိတော့ဆယ်나이ကြာသွားတယ်အခုထိုင်ပြီးအခုထလိုက်လို့ဖြစ်မကြာတာဆယ်나이ဖြစ်သွားပြီဘာလို့ဆိုတော့나이ဆိုတဲ့ပညာမရှိခဲ့ဘူးကြာတယ်ဆိုတဲ့ပညာမရှိခဲ့တော့ဘယ်နှ나이လို့ရှိသေးလားဒါကသူကတော့ဆယ်나이ကြာသွားပြီတော့나이ရှိတဲ့တူတာတွေကြောက်စရာမလိုဘူး အလုတ်တာလုံးအလုံးနဲ့တူအောင်လို့ရင်တရားဆိုတာချမ်းသာတယ်မချမ်းသာတာတွေကိုပယ်ပြရမယ်စူးစူးတဲ့ပုံကိုစူးကြောင့်စင်းရဲရင်စူးစူးကိုပယ်ပြရမှာပဲအခုလည်းမချမ်းသာသေးတဲ့ကိစ္စကပညာတရားတွေကလောင်ကျွမ်းတယ်အမိပညာဝဝါဒတွေဟာနော်လောင်ကျွမ်းစေတဲ့တရားအဲ့ဒီအမိပညာဝဝါဒနဲ့စင်းတဲ့ဒုတိယဇန်ဆိုတော့ဝိတဝိဇာရနှစ်ပါးစုံချုပ်နမိတ်ကြတော့ နမိတ်အခြေခံသမရယာနိကကြတော့ပထမဇံကဝိတုဇ္ဇရာပိတိဒုက္ခဧကကရဏအတိဏကပြစ္ဆုတ်ပံဒေါရ၅ပါးချုပ်တယ်ဝိတုဇ္ဇရာပိတိဒုက္ခဝိဇ္ဇရာဆိုတာသုံးသတ်တာအဲဒုတိယဇံကြတော့ဝိတုဇ္ဇရာ၅ပါးဖြုတ်ပိတိဒုက္ခဆိုတော့ဒုတိယဇံတက်တယ်အဲ့မှာဝိဇ္ဇရာဆိုတာသုံးသတ်တာဦးဇိုဒီမှာကြတော့အာနိမိတ်တဆိုတော့သုံးသတ်တာရောရှိသေးလားဝိတက်ဆိုတဲ့အာယံကိုရှားတဲ့စိတ်ကောမရှိတော့ဘူး အာယုံမရှိတော့အာယုံကောင်းရတ္တဆိုရတ္တမရှိဘူးမရှိတော့ဒုက္ခမှာသောမနတ္တပါချုပ်ချုပ်တော့တတိကတော့ပညာချုပ်သွားတော့စိတ်တွေချုပ်သွားပြီးအမိပေးတဲ့ဝါရစိတ်ချုပ်ချုပ်မှုသဘော၌တည်တော့ကိလေသာတွေရှင်းမသွားဘူးလားတန်ရှင်းသွားအဲ့မှာချုပ်စဲမှာမြင်မောက်ပြီးလို့တည်သွားလို့ရှိရင်ဘဝင်ကသူ့ဟာသူချာပြီးတယ်ဒါပဲလို့ချာတာလည်းပညာတွေသုံးနေတဲ့စိတ်ရဲ့အလင်းကကျန်းနေတယ် ခုခမရဝိနာတက်တော့မဟာပလင်ဘောင်ကင်တော့ဒေါသစာကြီးအကျဉ်းကြီးနေမရှိဘူးလားမဟာပလင်အောင်လဲသွားအဲ့ဒီအကျဉ်းကြီးထွက်သေးလားမထွက်ဘူးအခုကျတော့စဉ်းစားနေတဲ့စိတ်ကကြမ်းနေတယ်တအာယုံတအာယုံလိုက်ရှာတာစစ်ကကြမ်းနေအဲ့ဒီကြမ်းတဲ့အလင်ဟုံကြောင့်ဟိုစိတ်အကြည်ဆိုတဲ့မနာတလေးကတင်းနေတယ်အဲ့ဒီကြမ်းတဲ့ပြညာလဲချုပ်သွားရောအဲ့ဒီစိတ်ဇောအလင်ကြောင့်ဆောင်းထားတဲ့ဘုံကငြိမ့်သွားတယ် ပထမကြတဲ့ဘုံနဲ့ထပ်ကြထပ်ကြပါပြီထပ်ကြတဲ့ကပညာစိတ်သုံးသွားတဲ့ခါကျတော့ပရမတ်ကိုအောင်ပြုဖို့အတွက်ပညာကဘယ်လောက်လောက်ခံလဲဆိုတော့၄နာရီလောက်ခံတယ်၄နာရီလောက်ဆိုတော့၂နာရီလောက်ကြတော့ဆရာကခိုင်မီလားလို့ကြည့်တယ်ခိုင်မီဆိုလို့ရှိရင်အဲ့ဒီကနေဥပိ္ခာပြုပုံလေးပြောလိုက်လို့ရှိရင်အဲ့ဒီမှာဖောက်ပြက်နဲ့ညွတ်တဲ့ခံစားရတဲ့ဆိုတော့ပရမတ်ယုံနာမှာခံစားရတဲ့ဆိုတော့ဝေဒနဲ့ခန္ဓာအဲ့ဒီကြမှာမြင်တယ် အဲ့ဒီမရောက်ဖဲနဲ့ရှောက်ပြောပါဇက်ကရှောက်ပြောတာဥစဉ်တော့ပြည့်ပြည့်သားသားပြောရတယ်။ဥစဉ်ပြောတဲ့စကားဥစဉ်ညွန်ပြတဲ့ဝါဒဥစဉ်ပြောတာတွေကတလုံးမှမလွယ်ရဥစဉ်အကုန်အမှတ်ခံတယ်။ဟာဝိညာခံစားတဲ့ကဗဇက်နဲ့ရှောက်ပြောနေတာ။ခံစားတဲ့သဘောသဘာဝသိဖို့ဆိုတာခံစားတဲ့သဘောကိုသိတဲ့ပုဂ္ဂိုလ်ဒီစိတ်ကဘယ်စိတ်ဖြစ်ရမလဲ။ဘယ်ပညာတွေကြော်ပြီးသားဖြစ်ရ။ပရမတ်ကိုပြတာပညာတန်တိုင်းပါလို့ရပါမလား။မရဘူး။ ။ပြီးညက်ကိုသိကြရင်တမင်တကာခွင့်ပြုမှရတယ်။ခွင့်မပြုရင်ပရမပဲအောင်လို့လေ။ဥပမာခံစားတဲ့ဝေဒနာရဲ့သဘောကိုထောက်ရှုနေလို့ရှိရင်ပြီးညက်မရှိဘူး။ပြီးညက်ထွက်ကျင်အဲ့ဒီသဘောကိုထောက်ရှုတဲ့ဉာဏ်ကိုစွန့်ပြီးတော့နော်လွတ်လိုက်တော့မှနောက်စိတ်ဖြစ်လာတာကပြီးညက်နဲ့ဝမ်းနေဝမ်းသာချီလက်ပေါ်စားသေးမပူတင်းတော်စားသဘောအဲ့ဒီဖောက်ပြန်တဲ့လောကပြီးညက်ထက်ပြန်ရောက်ရတယ်။အဲ့ဒီတော့မှပြီးညက်တရားဆိုတာပေါ်တာ။မိမိကခွင့်ပြုမှ ခွင့်မပြုမှမဟုတ်ဘူး။ ကိုကတမင်တဲ့ကောင်ကိုပညာခွင့်ပြုတာအဲအဲ့ကြတော့မှပရမတ်ထီတိကြီးကိုမြင်မောက်ပြုနိုင်တဲ့ပညာနဲ့ကိလေသာကင်းတဲ့ခိုင်ခန့်တဲ့သတိနဲ့ရှင်မပရမတ်ကိုအောင်ပြုတယ်ပရမတ်အောင်ပြီးမှဝေဒနဲ့ခန္ဓာဆိုတာမြင်ရတယ်အဲ့တော့မှဝေဒနာသတိပ္ပံကိုရှိတယ်ညတကစိတ်တသိပ္ပံရှိတယ်ဖောက်ပြန်တာကာနုဝတနာရှိတယ်လေကြီးလိုခန္ဓာ၅ပါးအဲ့ဒီမှာရင်ဖောက်ပြန်နေဆိုတဲ့ယုတ်ပထမချီလဲကိုကောင်းကို 32ခုရသကမ္မထံဒါလီဝါနဲ့ပယ်တယ်အခု32ခုရသဒါလီဝါပညာကြီးကိုဖောက်ပြန်တဲ့ညာနဲ့ပြန်ပယ်သွားပြန်တယ်အဲကြခြေလက်ကိုအောင်မမြင်တော့ဘူး32ခုရသမမြင်တော့ဘူးသဘောပဲမြင်တော့တယ်အဲဒါသဘောယုအဲဒါလိမ့်ပြီးသောခန္ဓာ၅ပါးတဲ့ယူဘခန္ဓာအာရိယနေမှာတကခံစားတဲ့ဝေဒနာကြီးသဘောပေါ်စေသည့်ချုပ်စေသည့်ဆက်ရှိတော့အဲ့ဒီခံစားတဲ့ဝေဒနာကိုရှုနေတဲ့ တတိယအလင်းအဟွန်းအရင်ကျန်းနေသေးဒါပဲလေတတိထားတဲ့အာကူကကျန်းနေသေးတတိထားကျင်တာလေးကူကကျန်းနေသေးအဲ့တော့မှတတိထားတာဟာမှတတိတော့ရှိမယ်ထားသူမရှိတော့ဘဲနဲ့တတိထားတဲ့အဆင့်ထီအောင်ကျင့်ရတယ်။အဲ့ဒီကြတော့မှ စိတ်မှကတ်တဲ့လောကီ စိတ်အဟုန်နေအကုန်စွန့်သွားတော့တတိယဝင်ကြတယ် တတိယဘဝင်ကြာဒါယောဂီတို့တော့လွယ်လွယ်နဲ့မရနိုင်တဲ့အကြောင်းကိုပြောတာအဲ့တတိယဘဝင်ကိုကြာဖို့အတွက်ပြည့်စုံတဲ့သတိပြီးဘယ်တော့ဘယ်တော့မှဘယ်တနည်းဘယ်နှရက်ထားတာဒီတိုင်းပဲဒီခွက်ကိုဒီမှာထားတယ်နောက်နေလာထားလဲဒီတိုင်းပဲနောက်နေလာကြည့်လဲဒီတိုင်းပဲဒီတိုင်းကကိုမရွေးတော့အောင်ခိုင်သွားတယ်ပထမဒုတိယဘဝင်ကမခိုင်ဘူး၄နိုင်လောက်ပဲခိုင်တယ်၄နိုင်ကျော်လာတယ်သူကတတိထိုင်းထိုင်းနဲ့ထားတဲ့တတိလေးကမျောပြီးမောဟကသွားတဲ့အကြောင်းမစင်ကြေးသေးဘူး စတော်တော်ကိုမြင်နိုင်တဲ့စွမ်းအားမရှိသေးဘူးမစင်ကြယ်သေးဘူးမှန်ဘလူးအားပါဝါနေနေသေးတယ်အဲ့တော့နေတာကြီးနဲ့အားနေသလောက်ပဲသူရတတိကလုံးဝကိုမလွတ်တော့ဘူးဗဏ္ဏာကြီးဗဏ္ဏရဲ့ကြာကြာမလွတ်တော့အောင်ခိုင်ခန်းပြီဆိုတဲ့နော်ဂုံနဲ့ပြည့်စုံမှတတိယဝင်ကြအဲ့ကြတော့မနောအကြည်ကြီးဘဝင်ကိုမြင်ရပါတယ်ဒီမှာလည်းရေးထားတယ် ဘဝင်မမြင်တရားမဟုတ်ဘူးဘဝင်ဆိုတာမနတ္တတဲ့တဲ့ပြောလို့ရှိရင်တရားဆိုတာအဲ့ဒီမှာပဲရှိရုပ်ရကုတရားတွေမပေါင်ကြီးကတရားသဘောတွေရှုမနေဘူးလားမဟုတ်ဘူးရုပ်ရကုအယုစုတွေအောင်ပြီးမမြင်ဘူးလားမဟုတ်ဘူးအဲ့လိုဖြစ်တာ ဲ့လိုဖြစ်သွားတော့ဘာဖြစ်လို့မဟုတ်တာလဲဆိုတော့မနောဝิญဉ်သည် မနောဒွါရမှာတပါဘယ်မှအောင်မပြုနိုင်ဘူးအဲ့တော့တပ်ပိတမမနောဝิญဉ်ကဒီပူတယ်ဆိုတာလဲဒီမှာပဲတောင်းတယ်ဆိုတာလဲဒီမှာပဲဖောက်ပြန်တယ်ဆိုတာလဲဒီမှာပဲဘာလျှောက်ပြောပြောမနောမှာပဲရှိတယ်အဲ့တော့မနောဒွါရကို မြင်မှဓမ္မကိုလည်းမြင်မှ မနကိုလည်းမြင်မှမနဆိုတာဘဝင်ကိုပြောတာဘဝင်ဆိုတာစိတ်အကြည်ကိုပြောတာအာယုံမဖက်အဖြူတဲ့တက်တဲ့ ဦးဇင်းအရင်ပြောတယ်ခင်ဗျားတို့မှတ်မိကြမှာမှမိမယ်ထပ်ပြောပြမယ်စစ်ကတဆက်ကမှဂရီတသိန်းရှိတယ်ဂရီတသိန်းက18ချက်18ချက်18ချက်နဲ့အဲ့လိုဂရီတသိန်းဖြစ်တာအဲ့18ချက်မှာ16ချက်ကအာဝင်ယူတယ်တစ်ချက်ကအာဝင်မယူအဲ့လိုဟိုစာနဲ့တရားတက်လို့ရှိရင်တော့15ချက်ပဲအာဝင်ယူမယ်ပထမတစ်ချက်ကအတ္တိဒဘဝင်အတ္တိဒဘဝင်ကလည်းအတိတ်ဘဝင်ကလည်းအဖြူတယ်ပဲ ဘဝင်ကဆလနာဆိုတာအာယုံဒီဘက်ကိုရောက်ပါပြီဘဝင်ကဆလနာအာယုံလက်ဆံပြီအရိယနေပြီးတော့တဒါယုံဆိုပြီးရောက်ပြီးတော့အာယုံကိုတစ်ခါစွန့်ပြီးတော့ဘဝင်အဖြူတက်တက်ပြန်ကြတာအဲ့ဒါ16ချက်16 16ချက်မှာအာယုံယူတယ်တစ်ချက်ကအာယုံမယူအဲ့တော့အာယုံယူကနေပြီးတော့အာယုံမရှိတဲ့ဘဝင်တက်တက်ကိုပြန်ကြသွားတော့ဘဝင်ပြန်ကြသူ့လှည့်ပြန်ပြန်ကြသွားတော့ဘဝင်ဖြူတယ်တက်တက်ပြန်ကြလိုက်နောက်အာယုံပြန်ယူလိုက် ဘဝင်ဖြူတက်တက်တက်ပြန်ကြလိုက်တဆက်ကဂရေတသိမ်းမှာအဲ့ဒီလို16ချက်16ချက်နဲ့တွားတာအဲ့ဒီဘဝင်ကနော်စာပေပရိယတ်ဒီမှာသင်ကြားတဲ့ဘဝင်ဦးဇင်းတို့ဒီမှာကြတော့စိတ်မီယာစိတ်အကြီးမိတဲ့စိတ်ကခက်ထန်တော့စိတ်ရဲ့မီယာနှလုံးအင်ကြီးကျမ်းမနေဘူးလားအဲအဲ့ဒီနှလုံးအင်ကြီးကျမ်းတဲ့ဘဝင်ဒါပြင်ဘာပဲပြောပြောဘဝင်ဆိုတဲ့စိတ်ကိုမတိသေးဘူးဘဝင်ဆိုတဲ့သဘောကိုမတိသေးဘူး ဓမ္မဆိုတဲ့စင်ကြယ်မှုလမ်းကြောင်းကိုလုံးဝမရောက်သေးဘူးအဲ့ဒါကြောင့်မလို့ဓမ္မတတိပ္ပံဘာမှရှုလဲမနောဒွာရမှာရှုတယ်ဥမာဒီမှာကြည့်ပေါ့ခွက်ကုန်မြင်တယ်ပေါ့ဓမ္မတတိပ္ပံရောက်တဲ့ပေါ့ဒီကိုအောင်ပြုလို့မရတော့ဘယ်အောင်ပြုမလဲဒီမှာဒီမှာပေါ်တဲ့ရုပ်ကလေးသကုပ္ပဒါရမှာယောဂီတို့မှန်နေကိုကြည့်လိုက်ဘလို့မြင်ရလဲဆိုရင် မှန်တဲ့ကောမိမိပုံကြည့်လိုက်ရင်မှန်တဲ့ကမျက်စိချင်းမှာမိမိပုံလေးပေါ်မနေဘူးလားအယူဘက်ခန္ဓာကအဲ့လိုမြင်ရဒီကိုမျက်စိမှာဒီတိုင်းပေါ်နေတဲ့ကောညာကအဲ့ဒါကိုအတိတိုင်းရှင်းရှင်းလင်းလင်းမြင်ရမယ်အဲ့ဒီစကုအကြည်နဲ့တသားလေးလို့ရောနေတဲ့စိတ်အဲ့ဒါကလည်းမြင်စိတ်ပဲမြင်စိတ်ဆိုတာဟိုစိတ်ကတခြားမဟုတ်စိတ်ကိုကမြင်တတ်ကြီးပဲတကုကမြင်တတ်မသိရုပ် မတိသဘောတခုကမြင်တတ်တိတတ်တသားတယ်လို့ဖြစ်ရင်ဒါမျိုးပြိစေတာညာအဲ့ဒါခွဲမြင်နေအာဓမ္မသီအဲ့ဒါကစိတ်ဓာတ်သီးပြန်ကာယ ानु ဘသနိပြန်အဲ့ရနေမနှောရောက်တော့ဒီခွက်ကပဲရောက်တယ်မနှောရောက်မသွားဘူးလားမနှောမှာဓမ္မယုံရှိတဲ့အဲ့မှာဓမ္မသတိပဋ္ဌာန်နောက်ဆုံးတော့အကုန်လုံးမြန်ချုပ်တော့မနှောဝิญဉ်သည်ဒီကိုလည်းမမြင်တော့ဘူးဘာဖြစ်လို့လဲဒီရပုံရိပ်ကဒီကိုရောက်တာ ਨੇ တူးနေတာကို စကုတော်တော့သွားမြင်တယ်လို့မှားနေပြန်ရောယောဂီတို့ဒီတိုင်းကြည့်တော့ဒီကိုမမြင်ရဘူးလားအာဒီကိုစိတ်ကလေးကရောက်ပြီးတော့ထင်းထင်းရှားရှားအောင်ပြုမနေဘူးလားအဲ့ဒါမဟုတ်ဘူးဒီမှာပဲပြုနေတာဒါပေမဲ့ယောဂီတို့ဟာဟုတ်ပါပဲဒါကြီးကိုရောက်အောင်ပြုနေတာပဲလို့ယောဂီတို့ဘက်ကထင်းထင်းရှားရှားဖြစ်မနေဘူးလားအဲ့ဒီလိုထင်းထင်းရှားရှားဒီမှာဖြစ်နေတာဒီမှာမဟုတ်ဘူးအဲ့လိုထင်းထင်းရှားရှား တဲ့တဲ့ပြောရင်ကိုတက္ကမဗမာရှိလေကိုမိမကိုပြောထင်ထင်ရှားရှားမမြင်နေဘူးလားဗမာလေအဲတောင်းနှလုံးသားတွေရချစ်တာပေါ့ကိုသားကိုသားလို့ဟိုမှာကြီးမြင်မနေဘူးလားဗမာမြင်တာလေမနောဓာတ်တွေမှာဒီထဲမှာသားဖြစ်နေအဲ့ဒါကိုဒီမှာထင်ထင်ရှားရှားကြီးမြင်နေတာကိုဟိုမှာထင်ထင်ရှားရှားကြီးလို့လွဲနေတယ်မှားနေတယ်အဲ့ဒီရောက်တော့ဓမ္မသတိပဋ္ဌာန်ရောက်သွားပြီ ဲ့ဓမ္မသီရံရောက်တော့အဲ့ဂျုံနာနံပါတ်ခန္ဓာ၅ဘောင်းမှာပညာရင်စီးပြီးတော့သောတာပတိမကိုကူးတယ်မကူးခြင်းလည်းမရဘူးကူးပဲဘာဖြစ်လို့ဆိုတော့ပညာနဲ့ကိလေသာတွေကစင်ကြယ်နေပြီလေစင်ကြယ်နေတော့ပရမယုံနာမှာပညာနေစီးမှာတော့အဲ့ဒီဘဝကညီကနိဗ္ဗာန်ကူးစရာအကြောင်းကဘယ်မှသွားစရာမလိုတန်းဝင်တာကိုသွားလို့ရတာမဟုတ်ဘူးပေါ်စဲသည်ချုပ်စဲသည်နဲ့သွားတယ်ပရမယုံနာပေါ်တယ်လက္ခဏာအရင်ဉာဏ်စီးတော့ပေါ်တာလဲသိစဲချုပ်တာလဲသိစဲဆိုပဲရောက်အောင် လောကီပရမတ်ယုံ난ရဲ့လွတ်သွားပြီဆိုတာဘယ်ကိုအောင်ပြုမလဲလောကုတ်တရားပရမတ်နိဗ္ဗာန်ကိုရောက်သွားရောကိုသွားတာမဟုတ်သူ့ဘာသူတဲ့တယ်လေးပဲပေါ်သေးသည့်ချုပ်သေးသည့်နဲ့သွားတယ်ပညာတရားပေါ်လာသည့်ရင်အင်္ဂလိပ်ထရင်ချုပ်သေးကိုမြင်တယ်အခုလောကီတို့စပြီးတော့ယောက်ျားမင်းကပုဂ္ဂိုလ်သတ္တဝါဟိုသွားဒီသွားစိတ်တဲ့စိတ်တွေအဲ့ဒီစိတ်ကိုပေါ်သေးတိုင်းပေါ်သေးတိုင်းသိမယ်ဆိုရင်ဘယ်ဥကောင်းဆိုင်ချုပ်သေးဥကောင်းဆိုင် ချုပ်စဲလို့သေသေးချာချာပြန်ရွှင်ဘယ်ဟုတ်ပြန်ဆိုင် ပေါ်စဲပြီးတော့ဖောက်ပြန်တဲ့ညစ်တဲ့ပရမယုတ်နံပြန်ရှုတယ်အဲအဲ့ဒီကနေပြီးတော့ပရမယုတ်နံရဲ့ချုပ်စဲပြန်ရှုလို့ရှိရင်ဘဝင်ကြီးရောက်တယ်အဲ့ဒီကနေပြီးတော့ပေါ်စဲပြန်ရှုရင်စာတော်ရရောက်တယ်စာတော်ရ60ရုံယုတ်နံရဲ့ပေါ်စဲပြန်ရှုရင်ဘယ်ဟုတ်ရောက်လဲချုပ်စဲပြန်မရောက်ဘူးလားဘယ်ဟုတ်ရောက်ရမလဲနိဗ္ဗာန်စာဓဝရယုံ nant ရဲ့ပေါ်စေသည့်ပေါ်ရင်သူပါဖြစ်မလဲဖြစ်ပြီးပါလုံးမလဲ ြစ်စဲလဲသိတယ်ခြုံစဲလဲသိတယ်ဆိုတော့ခြုံမှုမျက်မှောက်ပြုနေတော့နိဗ္ဗာန်အောင်ပြုမသွားဘူးလားလောကီခန္ဓာလော့သွားတော့ရှေ့ဆက်သွားเสียရှိသေးလားအဲအားရနေသောတပတိမှာကူးတယ်ဒါနိဗ္ဗာန်ကိုကိုယ်ရောက်ချင်လို့ရောက်တာမဟုတ်ဘူးရောက်နိုင်တဲ့အင်္ဂါရက်ကနိဗ္ဗာန်ကိုလိုချင်လို့မဟုတ်ဘူးဥစဉ်အောင်ဂျိုးမြစ်ကုန်နော်ဥစဉ်ဆရာတော်တရားလည်းမကျင့်တော့ဘူးနောက်တော့ဆရာတော်ဇန်နိမာရမင်းတရားကျင့်သွားတယ်ဒီဘုသူကျင့်ခိုင်းလို့လည်းကျင့်နေတာဘူး ရှုကွာသူရှုလို့လည်းရှုတာပဲကိုမဟုတ်ဘူးကိုကအမှန်ကတော့မွေရသေးနေပြီမွေသေးတော့ဦးဇင်းတို့ငယ်တော့မွေသားစားတာရှိတော့မွေဘောအခွန်ချွတ်ခေါင်းဖြတ်ဥတွေအကုန်ထုတ်တော့ဘာမှမရှိတော့အခွန်ပဲရှိတော့တာအဲရည်ထဲချတာကူးတယ်ဗျာတယ်မသိတော့ရှင်နေတဲ့သဘောဆောင်နေဘူးလားမဟုတ်ဘူးမရှင်မှုသေးနေတာသူကဒီတိုင်းကြီး လွန့်နေသေးတယ်ရေထဲကလျှောက်သွားနေသေးတယ်အဲ့ဒါရှင်နေလို့ထင်တာအမှန်ကသေပြီးနေအမှန်ကယုံနာနှစ်ပါးခန္ဓာငါးပါးစားတော်ရမှာကရှုရတာဖို့ဖို့ညံ့ညံ့ဖြစ်နေပြီဒါပင်နဲ့နိဗ္ဗာန်ဆိုတာလည်းမတွေ့ဘူးဂျုတ်ဒိနာနေမြင်လို့ရှိရင်နိဗ္ဗာန်မြင်တယ်ပြောတာဟုတ်မတ်တေဖို့ရရတယ်ပြောတာဟုတ်ဂျုတ်ဒိနာနေကလည်းဖို့ဖို့ညံ့ညံ့ဖြစ်နေပြီဒီတပုံရုံဆိုတာလက်ရွတ်တွက်လိုက်မယ်လက်ရွတ်တွက်တာမှနောက်ကြသေးရဝင်သွားပြီအဲ့လောက်မြန်တယ် အဲ့ဒါတောင်မှမတွေ့တော့နေပါသေးဟာဆိုပြစ်ထားတာဆရာတော်ကလည်းမင်းတရားရှုပါဆိုရှုတယ်ရှုတော့ရှုတယ်ရှုတော့အဲ့ရန်နေစာပြီးတော့အနတ္တမြင်တိုးရှုတိုးရှုတယ်ဘယ်သူရှုတာလဲမသိဘူးရှုနေတာနောက်တော့တိုးရှုနောက်တော့တိုးရှုတာပဲသူရှုတဲ့အတိုင်းရှုခိုင်းတော့ဆက်ခိုင်းလို့မရတော့ဘူးအဲ့ဒါသူလည်းရသွားတယ်အဲ့ဒါဦးစင်းကလည်းဒီဓာတ်တော်၆ဆုံရှုနေဓာတ်တော်၆ဆုံရှုနေရနေပြီးတော့ နောက်ဆုံး2နာရီပြည့်တော့ဒိဋ္ဌံပါရမီပြည့်ပြီဆိုတော့ဂျန်နဲ့ကိုရောကြီးထွက်သွားဦးဇင်းကဆရာတော်ကိုလက်ညှိုးထိုးပြီးကျဲသွားတာဦးဇင်းကမရဘူးမဟုတ်ဘူးသူမမှန်ဘူးကိုထင်ရကိုကပဲမျက်နှာမှာအာမနေအောင်အရှင်ဖျားတို့ပဲရုပ်တည်နန္ဒီမီရင်မတ်တည်ဖို့ရရမယ်နဲ့တပိတော့ကိုရုပ်နေနန္ဒီမီလို့ဖို့ဖို့ညံ့ညံ့ဖြစ်နေဘာမဲ့ဘာဖို့ဘာနေမှမမြင်ဘူးလို့ဘယ်တော့မှမကျင်တော့အဲ့လိုပြောရတာဦးဇင်းကသူ့ဝက်မထတာဘူး ဘွင်းဘွင်းမဲ့ဘာကောင်းမရှိပြည့်အဲ့လိုပြောဆရာတော်လည်းငေါ့ကလေးထွက်ပြီးကုဋေတက်သွားတယ်ဦးစင်းရအဲ့ဒီမှာမန်ကြွားတာပေါ့လေဒီလောက်ပန်းလာပြီလူကဆုံးလုံးချပန်းလာပြီဖို့ဖို့ညံ့ညံ့ဖြစ်နေတာနဲ့မှနော်ရှာခဲ့တာဒါဦးစင်းသေးချာညာဦးစင်းတကကြီးတော်ပြောသေးတယ်သေမလို့ဘလောက်တိဖြစ်ခဲ့တယ်ဘလို့တိဖြစ်ခဲ့တယ်ဆိုတော့ပြောပြပါအမမသေလို့ရှင်နေတာရှင်ရမဲ့ကံရှိနေတယ်လို့သေလို့မရလို့ရှင်နေအမသေးသေးနာကြာလာ အဲ့တော့မှမန်ကြသွားတယ်မန်ကြပြီးတော့တော်ပြီဆိုမန်ကြမန်ကြတဲ့အချိန်မှာအဲ့လိုတော်ပြီဆိုတဲ့စိတ်ကသူကလိုချင်တာနဲ့ရှာခဲ့တာအခုလိုချင်လို့လည်းမရဘူးတွေ့ချင်တဲ့ယုံနာလည်းမြင်ပြီးပြီဆိုတော့ဘာလို့ရရှိသေးလဲဆိုတော့ဘာမှမရှိတော့တဲ့တကြောင်လိုချင်တော့မလိုချင်တော့ကြည်ချင်တော့မကြည်ချင်တော့ရှုချင်တော့မရှုချင်တော့လွတ်တာမလားအားလုံးကိုအကုန်လုံးပြုံးပြုံးညဆုံးချလိုက်တာ ဲ့ဒီမှာဘဝင်ကြသွားတာဝင်ဘလုံးဆိုကြသွားပြီးတော့သူကုရိယာတက်ပြီးပြန်လာတယ်မှာတကားခွန်းတော့ကျူးကြီးဆိုအတန်ကရုံနဲ့နာနဲ့ထပေါ်တာကိုတဏကဆွဲမဲ့ကြတာကုနာတတိကနေမက်ကတဏကိုပိုင်းမိချပါတယ်အဲ့ဒီမှာဖိုးစိတ်ကတည်တာပေါ့ဆိုလိုတာကတော့ဒီရုပ်တဏ္ဍီကိုမြင်နေဆိုတာမြင်ုံနဲ့လည်းမပြီးသေးဘူးဒီယုံနံမြင်ဖို့ဆိုတာကလည်း ဥစဉ်ဒီလိုမြင်နေတယ်ဆိုတာလည်းဆရာတော်မသိဘူး။နော်ဥစဉ်နဲ့ကြင်မော်ချင်းပဲနှစ်ပါးရှိတယ်။မသိဘူး။သူ့အကြောင်းလည်းကိုမသိကိုအကြောင်းလည်းမသိဘူး။စကားပြောတယ်ဆိုတာမရှိဘူး။နော်ခိုလဲအညောင်းပြီးအညာပြောမရှိဘူး။မိမိအလုပ်ကိုမျက်လုံးမဖွင့်နှမ်းအလုပ်လုပ်နေရ။တနေ့ကျတော့စီးတီချုပ်ကင်မရာနဲ့သွားလိုက်ဒဇန်ဒဇန်သွားလိုက်ချုပ်လိုက် ကြာနေတော့တချက်ထိုးလောက်ကြတော့ဆရာတော်ကဥရီတိုင်ရနေတကွန်ကွန်နဲ့ဖြစ်တော့စနီမှာမင်းဘာဖြစ်နေသူမသိဘူးကွာကိုယ့်အကူစီးတွေချုပ်ပြီးတော့တကွန်ကွန်နဲ့သွားနေတာအဲ့ဒါကိုမသိဘူးဘာမသိကြလဲအဲ့ဒါကြီးကိုနှလုံးမသွင်းတာမိမိတရားပဲတရားပေါ်ကလွဲကြီးဘာကုမှနှလုံးမသွင်းတာဂျီလိုကြီးစီးတွေထိုးအောင်ထိုးနေပြီးတော့သွားလိုက်လာလိုက်ဖြစ်နေတာကြီးကိုနှလုံးမသွင်းမိဘူး ကယောဂီတွေအဲ့လိုရှုနိုင်လားအဲ့မှာဦးစင်းနဲ့ကျင့်မော်ကျင့်ပဲလက်ရှိတယ်သူတရားဘုလို့ကိုတရားဘုလဲတခါမှလည်းပြောမိဘူးကိုလုံးဝမဲ့လို့ကိုပဲဥစိုက်ချပြီးတော့ရှာလာခဲ့တာအဲ့နောက်ဆုံးမှာမေကောကူသွားပြီဆိုတာကိုတော့ဆရာတော်ပြောလိုက်တယ်တပြည့်မကူသွားပြီဆိုပြီးတော့ထတာတော့အဲ့တော့ ယုတ်တိနံဤကိုမြင်နေမြင်နေဆိုတဲ့နေရာမှာယန်တမ်းမြင်လို့တော့မရဘူးဘယ်ယုတ်နံမြင်ဘယ်တမာတိရှိရဘာပဲပြီးဖြစ်ရဘယ်ယုတ်နံအကြောင်းပြောရင်ဘယ်အိန္ဒြေထိုက်ရအကုန်ကွက်တိပဲအဲ့ဒီလိုမဟုတ်ဘဲနဲ့အခုတော့ဘယ်လိုဖြစ်လဲဆိုဇာယိသူမေရိုက်တရားပတ်ချက်လဲနေရောရှုစရာမရှိ ရှိတာတော့ရှုခိုင်းပါပဲဘာဖြစ်တယ်လဲ ဘာဖြစ်မှလဲလို့မြေတော့ဘယ်ပန်းတိုင်လဲဆိုတော့အစင်းစင်အစင်းစင်ပန်းတိုင်မရှိလို့ရှင်အဲ့ဒါဂျာယေသူမရိုက်ပတ်ချက်လဲနေရောဒီကရန်ကြတော့ယောဂီတို့လဲစရာမဟုတ်ဘူးအယုစုကမ္မထံပွားရဟန္တာဖြစ်မယ်လို့ဘုရားဟောပြီးဘာလဲစရာရှိသေးလဲဓာလေးပါတပါးပွားပွားသည်ရှိသောရဟန္တာဖြစ်ပြီလို့ငေါမပွားနိုင်ဘူးလေအဲအဲ့တော့ယောဂီတို့အနေနဲ့ရှေ့ဆက်လျှောက်ရမယ်လမ်းကြောင်းတွေကိုအခုပေါ်စဲချုပ်စဲမှမဟုတ်ဘူးအယုစုကမ္မထံမြင်တယ် အယေစုမြင်တော့ယောက်ျားမိန်းမဆိုတဲ့ပြညာနဲ့ရှင်နေစိတ်ရှိသေးလားချုပ်မသွားဘူးလားအဲ့ဒါကဝေဒနာဝိတ်ခံပိတ်သွားတလွာချင်းရှူသွားတာအယေစုဆိုတာတမထအယုံအဲ့မှာစိတ်ကလေးတည်တာတမထအဲ့ဒီတမထရှိသွားပြီးတော့ဝိပဿနာနောက်ကယောက်ျားမိန်းမမရှိဘူးလို့တရင်ကသုံးသပ်တာတရင်ကတမထတကင်ကတမာရီတကင်ကဝိပဿနာဆိုပြီးသွားတာအဲ့တော့အယုစုကဗဏ္ဍပေါနာအားလဲကောင်းသွားရောအယုစုရှိတယ်ပဲလို့စိတ်ကလည်းဆုံးပြတ်နေတော့ယောက်ျားမိန်းမဆိုတာ ပညာကမထွက်လာတော့အဲ့ပညာတချုံမသွားဘူးလားအဲ့လည်းချုပ်ဆဲသေးပဲသွားအတူတူပဲဒါတော့ဝိပဿနာကျင့်စဉ်လမ်းကြောင်းတွေကိုယောဂီတို့နားလည်ဖို့လိုတယ်နားမလည်လို့ရှိရင်ရှုပ်သွေးပြီးတော့နောက်ဆုံးတရားပါစိတ်ကုံသွားတတ်တယ်အဲ့တော့ယောဂီတို့အနေနဲ့ဘုရင်ပြောပြီးပြီပါရမီ၁၀ပါးဖြည့်တယ်ရနိုင်သမျှအားထုတ်မယ်အကယ်၍မိမိအခြားဤသာသွားမယ်ဆိုရင်လည်းသွားအခြားရှုခွက်ကြရင်လည်းရှု ဦးစင်းကတော့တာဝန်ကြီးအောင်ညွှန်ကြားလိုက်တာဟုတ်ပြီနော်ကဲအဲ့လိုဆိုရင်နမောတတ္တနဲ့ဘုရားကတော့